အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမမေနင်းဆက်ရေးသားတဲ့အရေးပေးသောရွက်ကြွေပင်ဆိုတဲ့ရာသစာတန်းလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီမှာကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်စောင်းဦးနေရများဖြစ်သည်နန်းနက်ဖတ်တွင်နှီးဤအစွတ်ခံရသောတရွက်များသည် နေလေပန်ပူ၍အပူချိန်မြင်ထားသောစောင်းနေနှင့်အတူ မြောက်ပြန်လေဤတရှူတရှဲရှဲတိုက်ခတ်နေမှုအောက်မှာရင်လွယ်မဲလွယ်လျက်တပြောပြောကြွေလွင်ကြကုန်သည် ကျမတို့အိမ်ပဝန်းကျင်တွင်မြောင်စိတ်ပင်ချင်းရုပ်ပင်ဧကရစ်ပင်ကုတ်ကူပင်နှင့်နဗရီပင်တို့သည် ကျမတို့အိမ်ဝန်းကိုပင်ကာယံထားတကယ်သူစိမ့်ညို့ဝင်းရံလျက်ရှိသည် ထို့ကြောင့်တေးရွက်ကြွေသည်ရာသီရောက်တိုင်းနေစဉ်လှဲခြင်းရသဖြင့် ကြာကြာအလဲခံနိုင်ရန်ဝက်ကိုင်းဖျားကို တပြက်စီးလုပ်၍ထားရသည်ယခုလိုဆောင်းရသည် ရောက်၍တေးရွက်တွေကျေးပြီဆိုလျှင်တေးရွက်အမိုက်များကိုလှဲထုတ်စုပုံပြီးညဘက်လေငင်ချင်းတွင်မှ မီးရှို့ကြရပါသည်အရန်အေးသည်ဆောင်းလေလောက်ရောက်ရင်တော့မနက်ဖက်ရောက်မှ မီးရှို့ပြီးခလေးများနှင့်အတူကျမတို့မီးလုံတက်ကြပါသည် ထို့သော ဆောင်းရသည်ရောက်၍တိရွက်ကြွေတွေကိုဓမြက်လှဲရတိုင်းပင်ကျမအဖိုးကိုကျမတရိရမိပါသည် အဖိုးသည် အလွန်စိတ်တူပြီးစီကံကြီးသည့်နေရာ စနစ်ကြီးသည့်နေရာတွင် သူ့အပြင်မရှိဟုပင်ကျမပြောလိုက်ခြင်းသည်အဖိုးဆို၍ပြောရအောင်မည်အဖိုးမှာကျမတို့ဤအဖိုးအရင်မဟုတ်ပါ အဖွားဤတပင်လဲ၍တပင်ထူလိုက်တော့ နောက်အိမ်နောင်သာဖြစ်ပါသည်အဖိုးသည်ဖာတဆိုးဖြစ်သောကျမတို့အပေါ်တွင်နှွေးထွေးစွာဆက်ဆံမပေးပါစူပူမမ်းမဲတက်လွန်သည်ဖြင့်အဖိုးကိုမန်ခတ်မောင်ဟုပင် ကျမတို့ညီမတွေဟာ အဖိုးနောက်ွယ်တွင်နမယ်ပြောင်ပေးခေါ်ခဲ့ပါသည်အဖွားဤအချစ်တော်ဖြစ်သည် အဖိုးဤနမယ်မှာဥခတ်မောင်ဖြစ်သည်ပဲလီထို့ကြောင့်ကျမတို့သည် အဖိုးကို မျက်နာပင်ရဲရဲမကြည့်ရဲအောင်အဖိုးအိမ်တွင်ရှိနေလေ စကားပင်ကြကြဲမပြောရဲအောင်မရည်ရဲအောင်ရှိကြပါသည်ကျမတို့ဒီပဲထို့တို့ပြည့်ရခြင်းလည်းမဟုတ်ပါအဖိုးအားမြည်သူမဆိုအကြောင်းကိစ္စရှိ၍စကားပြောလို့လင်းပင်အဖိုး၏မျက်နှာရည်မျက်နှာကဲကို ကြည့်ရပါသည် နေ့လယ်နေခင်းပန်အဖိုးအိမ်ချင်းတွင်မှဆိုလျှင်အဖိုးအားမနှိုးရဲကြပါ အဖိုးသည် ူးစိတ်နဲ့မတွေ့လင်မတွေ့သလိုစူပူတတ်အပြစ်တင်တတ်၍ဖြစ်ပါသည် အဖိုးသည်တစ်ချိန်ကကြီးရွာကောင်းစီဝင်ခေါင်းဆောင်တဦးဖြစ်ပါသည်တရွာလုံးတွင်လေများချံများနွားများနှင့်စပားများစုံစပကြီးတဲ့ထဲနိုင်တဲ့သူ ဖြစ်သည်ဖြစ်လေရဲရွာမှရက်မိရက်ဖနေရာတွင်ထားခြင်းကိုခံရသူဖြစ်သည်ကြီးရွာမှကောက်ခံသော အလူငွေမှန်သမျှတွင် အဖိုးတို့မိသားစုသည်ရှေးဆုံးတန်းမှထဲဝင်လှူဒန်းတက်ခြင်းကြောင့်လည်းဖြစ်ပါမည်။တခြားသူတွေ၏အရာရာရှေးတန်းတင်အားကိုးခံရခြင်းမှအဖိုးအားချစ်ခင်၍လို့ဖြစ်တထစ်ချယူဆလေရမည်မထင်ပါ။ကျမတို့ညီမတွေအားလည်းအဖိုးကိုချစ်သလားဟုတယောက်ယောက်ကမေးလာလေမချစ်ဘူးဒါပေမဲ့ကြောက်တယ်ဟုပင်ပြေမိမိသာဖြစ်သည်။ ျမတို့စိတ်ထဲတွင် ထိုတို့ရှိနေခြင်းကို အဖွားသည်ကြိုက်လိမ့်မည်မဟုတ်ပါ ကျမဒီလိုပြောရခြင်းမှာအကြောင်းရင်းရှိပါသည် အဖွားသည် အဖိုးအပေါ်တွင် အကောင်းအမြင်နိုင်ဆုံးလူသားဖြစ်ပါသည် အဖိုးကြောင့်သာဂုဏ်ရှိသည် အဖိုးကြောင့်သာ လူတွေ၏လေးစားယိုသိခြင်းကို ရရှိသည်ဟု ကျမတို့အားအမြဲပြောတတ်ပါသည်သားကိုတခင်လင်းကိုဖျားဟု ဆိုစကားရှိခဲ့သည့်အထဲတွင် အဖွားသည်တားကိုသာတခင်မလုတော်လဲလင်းကိုဖျားလို့ကိုးွယ်ချစ်သည်မှာတော့အမှန်ပင်ဖြစ်သည်သူချစ်တယ်လို့အကောင်းမြင်တယ်လို့ကျမတို့ကိုလည်းအကောင်းမြင်စေလို့ချစ်စေလိုပါသည် ထို့ကြောင့်ကျမတို့အဖိုးပေါ်တွင် အပြစ်မမြင်ရန်လဲအဖွားကအဖိုးဘက်မှနေ၍အမြဲကာကွယ်ပြောဆိုတတ်ပါသည်အဖိုးဤတမိတ်တတန်ဖြင့် အုတ်ချုပ်သည့်အင်းအောင်စုတွင် ကျမတို့ကလေးတွေသာ အုတ်ချုပ်ခံမဟုတ်ပဲအဖွားသည်တွင်လည်းအုတ်ချုပ်ခံလူလူဖြစ်နေပါသည်ကျမတို့သည် အဖိုး၏အုတ်ချုပ်မှုအောက်တွင်ညီဝတ်ပြီးပြားစွာ နေထိုင်ပြောဆိုရပါသဖြင့်ကျမတို့တွင်လွတ်လပ်ခြင်းပျော်ရွှင်ခြင်းမရှိပါ ကိုယ်ပိုင်စိတ်နှင့် ရှင်သန်လှုပ်ရှားခြင်းမပြုတ်တတ်တော်ပါထမင်းစားခြင်းတွင် စားခြင်းသည် ဖြစ်စေ မစားခြင်းသည် ဖြစ်စေ စားရသည် အလုတ်ခိုင်းလျင်မလုတ်ချင်သည်ဖြစ်စေ လုတ်ချင်သည်ဖြစ်စေ လုတ်ရသည် သူတတ်မှတ်ထားသည့်အိတ်ချိန်တွင်မအိတ်ချင်သည်ဖြစ်စေအိတ်ချင်သည်ဖြစ်စေအိတ်ရသည်ပဲဖြစ်သည် မနဲ့အိတ်ရထချိန်မှလည်းထိုတိုင်းသာလင်ဖြစ်သည်ကျမတို့သည် အဖိုးဤအရေးအောက်တွင် ရှင်သန်နေရတော်လဲပျော်ရွှင်စွာကြီးပြင်းရသောတစ်ပင်ငယ်လေးများမဖြစ်ကြပါကြီးလေးလွန်းသော အရေးကြောင့် ပိန်လီချိနေလာသောတစ်ပင်ငယ်လေးများသာလေဖြစ်နေသည်ဟုထင်ပါသည်။ဘယ်အထိလောင်းရိပ်ပြီးကြခဲ့သလဲဆိုလျင်ကျမတို့ညီမတွေဟာ ကိုကိုကိုအစွမ်းအစရှိသည်လို့ပင်မထင်တော့ပါ။မပြောရဲမဆိုရဲမသွားရဲမလာရဲနှင့်လူတော်မတူရဲသောလူကြောက်သောကလေးများဖြင့်ကြီးပြင်းလာရပါသည်။ထို့သောဖြစ်သည်ဆိုတော့လေအဖိုးတည်သွားမှာကို ကျမတို့ကြောက်ပါသည်။ အဖိုးရှိနေခြင်းကြောင့်ဖာတဆိုးဖြစ်ရသောကျမတို့သည် အဖိုး၏အရှင်းဝါဖြင့်အဆဆအယယာလုံခြုံခဲ့ရပါသည်ကျမတို့မပူမပင်နေထိုင်ဝတ်စားခွင့်ရပါသည်ဖျားပွဲလိုဇက်ပွဲလိုပွဲများရှိ၍တွားလိုလင်းဆောင်းလျှောက်ပေးနိုင်မည်လူများကိုထည့်၍အဖိုးကလွတ်တက်ပါသည်ကျမတို့အရွယ်ရောက်ကြီးပြင်းသည့်အထိကျမတို့အား မထီမဲ့မြင်ပြုမိသူများမတွေ့ကြရပါမခံလေးစားလုံးမိသူများမရှိကြဘူးပါ ဝေဖန်ကြည့်ရဲ့လုံးမိသူများမကြားကြရဘူးပါထို့သူဖြစ်ရခြင်းမှာအဖွားပြောသလိုအဖိုးဤအရှိန်ဝါကြောင့်ဖြစ်နိုင်ပါသည်ယခုအခါအဖိုးနှင့်အဖွားသည် ကွယ်လွန်သွားပြီဖြစ်ပါသည် ကျမတို့ညီမတွေဟာလည်းအဖိုးအဖွားတို့နေရာချပေးခဲ့သည့်အတိုင်းအိမ်အောင်ကိုစီကြွေ ကိုအိုးကိုအိမ်နှင့်တင်းတင်းတဲတဲဖြစ်၍နေပါပြီအဖိုးမိုးပေးခဲ့သည် အရေးသည်ကျမတို့တသက်တာအေးမြစေရန်ပဲဖြစ်မိထင်ပါသည်သို့တော့ကျမတို့ညီမမှာထိုအရေးအပေါ်အကျွမ်းမဲ့ခြင်းနဲ့ချင်းမရှိခဲ့ပါ လွတ်လပ်ပျော်ရွှင်စွာ ကြည်ပြင်းရမိငယ်ဘဝလေးဟာ အဖိုးချမှတ်သည့်စည်းကမ်းတွေအောက်မှာပျောက်ဆုံးခဲ့ရသည် ခင်မီလှပါ တော်လက်ထက်မြက်သည်အမျိုးသမီးဖြစ်ရမည်ဘဝမှာတွေးဖီပြီးမိန်းကလေးဆိုလျင်ဒီလိုနေဒီလိုစားဒီလိုလုပ်ဆိုသည်မိယိုးဖလားပေါင်းအချင်းထဲမှာညက်ပိတ်ခြင်းခံရသည်ဟုထင်သည် ထို့သောတွေးမိပြောမိတိုင်းလဲတစ်ဖက်မှလှဲ့၍လဲအကောင်းမြင်မိပြန်ပါသည် အရေးပေးသည်ပဲလေအရွက်ကြွေသည်တော့လဲရှိမည်ပေါ်ဘဝမှာထိုကဲ့သို့ အရေးတွေရှိကြမှာပါပဲထို့ကဲ့သို့ အရွတ်ကြွေခြင်းဒီကိုလည်းတီးခံကြရမှာပါပဲကြွေသည့်အခါလှဲထုတ်ဝေသည့်အခါခိုးနာယုံပေါ်အတွေးတွေကို လုံလောက်စွာဖြန့်ကျန်ခံစားနိုင်သည့်စွမ်းအားမျိုးနဲသူပီပီ ထုံတိုင်းတွေဝေတတ်သူပီပီ ကိုဘဝကိုခူကန်တတားစီလိုညာကျမအကောင်းမြင်ဖြီလျှော့တွေးသလိုသူ့အရေးလိုခြင်း ူအရွက်ကြွေးသည်။တီးခံရမည်ဆိုသောအတွေးဟာရောယာနှုံးပြေမှန်နိုင်ပါမည်လား။အကယ်၍ကျမသည်အရိပ်ပေးရမည်တစ်ပင်တစ်ပင်ဖြစ်ခဲ့လင်အရိပ်အောက်ရောက်လာသည်တစ်ပင်ငယ်လေးတွေကိုတော့ကျမအရိပ်ကြောင့်ပိန်လှီ၍အင်အားမချိစေခြင်းဒီကတော့အမှန်ပင်ဖြစ်ပါသည်။နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။